ဟယ်လိုဟယ်လိုအလုံးမမင်္ဂလာပါအားလုံးပဲတာယာတဲ့နေ့လေးတနေ့ကိုပိုင်းဆိုင်ကြပါစေနော်မိမိဒီနေ့မိတ်ဆက်ပေးမှာတော့ဒီဟွာလေဟိုအပားတဲ့လေးနဲ့မိတ်ဆက်ပေးမယ်နော်သူကအပားတဲ့လေးလေးဆိုတာကြာမိမိတို့ဒီလိုအပွင့်နေလို့မျိုးတော့သူကအတားကြီးဒီလိုဒူးတွေမရှိဘူးပေါ့နော်အပွင့်နေလို့တော့ဒူးတွေမရှိဘူးအဲသူကကြတော့ရွှေနဲ့ခပ် ခံငွေနဲ့ပဲခက်ခက်တော်တော်လေးလှတယ်ပေါ့နော်လှတယ်ဆိုတော့သူရဲ့သူကသူ့ကိုတော့အပားတယ်လို့ပဲမင်းတို့ကခေါ်ကြတာပေါ့နော်အပားတယ်လို့ပဲခေါ်တာအဲအဲ့ဒီလိုမျိုးတချို့ကတော့မိုးကောင်းတယ်လို့ခေါ်ကြတယ်မော်စစ်စစ်စီဆိုလားမော်စစ်စီဆိုလားမသိအဲ့လိုမျိုးလည်းခေါ်ကြတယ်ပေါ့တော်တယ်လို့မျိုးလေးတော်တယ်လို့မျိုးလေးပါ ူကခုနမှန်မုန်းနေမှာကြတော့ဒီလိုလေးအပြင်ပနာနေရဒီလိုလေးပေါ့နော်ဒါလေးတွေအရင်လှပါတယ်ရွှေနဲ့ခတ်ဝေချင်တဲ့သူပဲဖြစ်ဖြစ်ငွေနဲ့ခတ်ဝေချင်တဲ့သူပဲဖြစ်ဖြစ်မခတ်ချင်သေးဘူးဝတ်ဖို့အစီအစဉ်ရှိရယ်တင်ထားချင်သူတဲ့သူပဲဖြစ်ဖြစ်တင်ထားပါသူကဒီဟာကတော့အလက်ဆိုင်လေးပေါ့နော်ဒါကလက်ဆိုင်လေးသူ့ထက်နည်းနည်းကြီးရဲ့ဆိုင်လေးရှိတယ် အိုက်ထက်သေးတဲ့ site တချို့ကကြာလေသေးသေးတွယ်တွယ်လေးပဲဝစ်ချင်တဲ့သူတွေအတွက်လည်းရှိရဲ့အဲတဒီပုံစံလေးပေါ့နော်ဒီအသားကာလာအရေအတာမျိုးပဲပေါ့အကုန်လုံးပေါ့အကြီးအသေးအကုန်လုံးကဒီတရေတဲ့ပဲဒီတရေတဲ့ဘာလို့ဆိုတော့မင်းတလော်တဲ့ဝယ်ထားမှလို့လေတလော်တဲ့ဝယ်ထားဆိုတော့ဒီတရေတဲ့ပါအဲ့တော့ပြတော့နော်ကျန်တဲ့ဟာလေးတော့ဖွင့်မပြတော့ဖွင့်ပြပေးနေတော်တယ် like ထိရခါကြတော့ဟိုကဖြစ်မှာဆိုတော့ပြီးလို့ရှိရင်ဒီမှာဒီသေးသေးလေးတွေ ဓာတ်တော်ဟွာလေးအကြီးမကြိုက်ဘူးဒါမှမဟုတ်လည်းခလေးလေးတွေကိုဘောနော်ဟိုဟွာလေးပေါ့ဆလင်းကားနှစ်ဒေးတွေကိုဝတ်ပေးခြင်းနဲ့ဆိုရင်တော့ဒါမျိုးနောက်တချို့ကောင်လေးတွေလည်းဝတ်ခြင်းနဲ့ဆိုရင်တော့ဒါလေးကိုဝတ်လို့ရတယ်နော်အဲပြီးလို့ရှိရင်ဒီမှာယောက်ျားလေးတွေအတွက်လည်းဒီမှာ၄000သိသိလေး ဒါလေးတွေဝတ်လို့ရတယ်ဟောပြီးလို့ရှိရင်တော့တရားလေးရတယ်ဒါလေးရတယ်ဒါယောက်ျားလေးတွေပဲဖြစ်ဖြစ်အဲနင်းနေငယ်တဲ့ကလေးတွေပဲဖြစ်ဖြစ် fancy ဆန်ဆန်လေးဝတ်ချင်တဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အဲဒီတိတိတော်တော်လေးလုပ်ပေးထားပါတယ်နော်ဒါလေးရဲ့တိတိလေးပါဒါလေးရဲ့တိတိလေးဆိုမဲ့အရန်မှုစတိလေးတော့မဟုတ်ဘူးသူကပပတိတိလေးပေါ့နော်ဟိုကအထည်ခတ်မယ်ဆိုရင်တော့ဟိုကတင်ထားပေါ့တင်ထားလို့လည်းရပေါ့ကိုအားတဲ့ချင်းနဲ့ခက်ရငွေနဲ့အပ်ချင်းတော့မမင့်ရှိမှအဲ့လိုရရပေါ့နော်ငွေနဲ့အပ်ချင်းတော့မမင့် ဟိုဟာငွေငွေပဒိန်တော့အပ်ပေးလို့ရတယ်။ရွှေပဒိန်ကြတော့ဘာလို့လဲဆိုတော့ရွှေပဒိန်ကကြတော့နည်းနည်းရွှေသေးအတက်ကြမမှန်တဲ့ခါကြတော့လေနည်းနည်းစကားတွေပြောသွားလို့ပါလို့ရွှေနဲ့ခက်ချင်းတော့တိတိကျကျလေးဖုံးလေးဆက်ပြီးတော့ပြောကြပါနော်။ငွေနဲ့ရတော့ပြဿနာမရှိငွေနဲ့အပ်ပြီးလို့ရတယ်ဘလောက်ဆိုဘလောက်ပဲဒါကတော့ကြတော့လက်စွပ်ပဲဝှေ့ချင်တယ်ငကမရှိဘူးနှပေါက်မရှိဘူးဆိုတော့ချစ်တော်သူတွေအတွက်လက်စွပ်စင်တူလဲဝှေ့လို့ရကပ်ပိန်လဲဝှေ့လို့ရစိုက်တယ်လို့ဝှေ့ထားရတဲ့တရေတဲ့တက်ကလာတယ်လား เนาะအဲ့ဒါလေးနဲ့မမြတ်မိတ်ဆက်ပေးလိုက်ပါတယ်ဒီဟာတော့အပားတယ်လေးပါ သူ့ရဲ့အရေကတော့မှန်ဒါကတော့မမြတ်ဘူးတဲ့ထည့်ထားလို့လေဒါကတော့အပြင်ရေလေးကဒီလိုလေးရမှာပါဒါအပြင်ရေလေးကဒီလိုလေးရမှာပါเนาะအပြင်ရေလေးကဒီလိုလေးပါကဲအလုံးစိတ်ဝင်စားတဲ့ဆိုရင်မင်းကို Viber ဖုန်းနံပါတ်0926713662ကိုဆက်သွယ်လို့ရတယ်လို့ဒီပါပြီးလို့ရှိရင် အဖုန်းလည်းဆက်လို့ရတယ်เนาะအဲ့ဒါဖုန်းလည်းဆက်လို့ရတယ် Viber လည်းရတယ်ဖုန်းလည်းဆက်လို့ရပါတယ်เนาะကဲကိုချစ်တဲ့ချစ်သူလေးတွေအတွက်အဆင်ပြေအောင်လို့ဒေလီเนาะကိုချစ်တဲ့ချစ်သူလေးတွေအတွက်အဆင်ပြေသွားအောင်လို့ပါเนาะဒါတော့အပြင်ကလာပေါ့เนาะချစ်သူလေးတွေသိအောင်လို့တရားတော့အပြင်ကလာပါเนาะ အာဆိုရင်ကဲစိတ်ဝင်စားလို့ကိုယ်တိုင်ကိုကြလာကြည့်ပြီးဝဲခြင်းလေဆိုလို့ရှိရင်လေဘိုးချုပ်စည်းအနောက်စီရောအနောက်စီရောရှေးအမှတ်16ပေါ့နော်စားတိုက်ရောအပြင်ဘတ်တန်းမှာမင်းဆိုင်ရှိပါတယ်ကိုယ်တိုင်ကိုကြလာပြီးတော့အပေးလို့ရပါတယ်နောက် ပြီးကြလို့ရှိရင်ဘိုင်ဘာနေပြီးတော့ပဲဝဲခြင်းလေဆိုလို့ရှိရင်တော့ဘိုင်ဘာဖုန်းနံပါတ်0926133662ကနေဆက်သွယ်ပြီးတော့ဘိုင်ဘာနေပြီးတော့ဆက်သွယ်ပြီးမှာယူအပေးလို့ရပါတယ်နော်အပြင်မှာကိုယ်တိုင်ကိုကြပဲလာဝဲလာဝဲ အဲဖိုင်ဘာပဲမှားမှာပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပါမမကအဆင်ပြေအောင်လို့ဆောင်ရွက်ပေးနေပါတယ်ဒါမှမဟုတ်ဘူးခါတဲ့ငွေပရိန်နဲ့တခါတဲ့အချင်းနဲ့ဆိုလို့ရှိရင်လည်းငွေပရိန်တွေလေးတွေတခါတဲ့မမြတ်အပ်ပေးပါနော်ငွေပရိန်တွေပေါ့ငွေဟိုအထည်အခါတဲ့အပ်ပေးတယ်ရွှေတယ်ဆိုရင်တော့ရွှေတယ်ဆိုရင်တော့တေချာပြင်ပြောမှာပေါ့နော်ပရိန်သမားနဲ့မေးပြီးလို့ရှိရင်ဘာလို့ဆိုရွှေတယ်ကြတော့လေပတ်စံ လွှဲมาရမှာငွေပရင်ကြတော့မင်းကိုစည်ရန်လွှဲပေးထိုင်ရပြီရွှေကြတော့တခါလေးပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့အစံတခါလေးလွှဲมาပေါ့เนาะကြောက်ဖိုးကတော့ရမှာလွှဲလို့ရတယ်ငွေပရင်ကတော့မင်းကိုစည်ရန်လွှဲပေးထိုင်ရတယ်ကြောက်ဖိုးတွေပါလေပစ္စည်းရပြီဆိုတော့မမမင်းကိုအကုန်လွှဲပေးလို့ရဒါလေးကတော့၃စင်းလောက်ထားတယ်တချို့ကြောက်ကောင်းပါလေးတီတီလေးတွေကအဲငကလေးနဲ့လက်စွပ်လေးနဲ့ဝှစ်ချင်လိုက်ရတယ်တချို့ကြတော့မင်းတို့လိုကြိတ်ကြိတ်သမားတွေအတွက်ကြလို့ရှင်တော့ဒီလို၃စင်းတန်းလေးက ဆွဲဗလေလက်စွပ်လေးလည်းရတယ်ဒါမှမဟုတ်ရင်ဒီလိုသုံးစင်တန်းပြီးတော့မှဆွဲသီးလေးလည်းခတ်ဝင်လို့ရတယ်ပေါ့နော်ဒါလေးတွေဈေးရဲမကြည့်ပါဘူးမမင်းတခုချင်းစီရဲ့ဈေးလေးတွေကိုအော်တခုကအစ်စ်ရောက်ပြီးဘူးစီတုံးမရှိသေးလို့လေမမင်းဖျမ်းမြဈေးလေးတစ်ချက်ပြောပြပေးမယ်နော်ဖျမ်းမြဈေးလေးကတော့မမင်းက outing အနေဆုံး9000ကနေစပြီးတော့2သိန်းဘတ်စာလေးလောက်ထိပဲရှိပါတယ်နော်တခု သူ့အရေးသွေးလေးနဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဖျက်မရတော့9000ကနေပြီးတော့9သိန်းပတ်ချလေလောက်ထိပဲရှိပါတယ်။ကဲအားလုံးကျေးဇူးများတင်ပါတယ်။တတ္တာ